ားလုံးပဲမင်္ဂလာပါဘလော့ပိုင်းကျောင်းဝါ channel နေချုပ်ဆုလိုက်ပါတယ်ဒီနေ့တော့အိမ်မှာဖတ်ထုတ်ဦးကကြော်စားပြပါတယ်စိုင်းမှာဝယ်စားထားတဲ့အိမ်မှာကိုယ်တိုင်လှုပ်ရှားတာနင်းနင်းအလုံးရှုပ်တယ်ဆိုပေမဲ့စိုင်းမှာထက်ပို့ပြီးတော့အဝါဆွဲလို့ရတာမို့လို့အိမ်မှာလိုက်လှုပ်ရှားခြင်းတဲ့သူတွေအတွက်ဖတ်ထုတ်ဦးကကြော်နီးလေးကိုပြန်လည်ပြောင်းဝေပေးလိုက်ပါတယ်ဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ပေးကြပါဦးခင်ဗျာအရင်ဆုံးဖတ်ထုတ်ထဲကိုထည့်ဖို့အတွက်အစာလုပ်ပါမယ် ဂျင်းနဲ့ကျက်တုံပြူဦးကြီးတူကိုအခွန်ခွာထားပါမယ်။ပြီးရင်တော့ကျက်တုံပြူကိုညှက်အောင်ထောင်းထားပါမယ်။ဂျင်းကိုလည်းညှက်အောင်ထောင်းထားပါမယ်။ကျူဆိုင်ကိုရီစေးပါမယ်။ရင်းနဲ့အရင်သားလေးတွေကိုတော့လှီးပြီးတော့ဖယ်ထုတ်လိုက်ပါမယ်။စားနေတဲ့အခါမှာထိတ်နေဖို့အတွက်ခပ်ပါပါလေးလှီးထားပါမယ်။ပုံရင်းဖြူကိုရေးဆေးပါမယ်ပြီးရင်တော့ပပလှီထားပါမယ် ီနီယာမှာတချို့ကတော့ copy သုံးပါတယ်။မုံညင်းနဲ့လောက်တာပိုစားကောင်းတဲ့အတွက်မုံညင်းကိုသုံးတာဖြစ်ပါတယ်။ကြိုက်နှစ်တက်ရအောင်အသုံးပြုလို့ရပါတယ်ခင်ဗျာ။မုံညင်းကိုပပလှီပြီးသွားရင်တော့ညက်သွားအောင်လို့ကန့်လန့်ဖြတ်ပြီးတော့နောက်တစ်ချိန်ပပထက်လှီပါမယ်။ဒီတိုင်းတော့နှုတ်နှုတ်ပါဆင်းပြပါမယ်။အသားတော့ဝက်ကြိတ်သား20သားနဲ့ငဖေကို30သားထည့်ပါမယ်။ ဝက်ကြိတ်သားကိုအသုံးပြုတဲ့အခါမှာအသားကြီးထက်အစီများတဲ့အပိုင်းကိုသုံးမယ်ဆိုရင်တော့ပိုပြီးတော့စားလို့ကောင်းပါတယ်။ငဖေထဲ့တာကတော့ဖက်ထုပ်အစာကိုစီစီလေးဖြစ်ပြီးတော့ငဖေကြောင့်ဝါးတဲ့အခါမှာထုပ်ထုပ်လေးဖြစ်ပြီးတော့ပုံစားလို့ကောင်းစီလို့ပါ။အခုလိုတဲ့ပစ္စည်းတွေစုံပြီးမို့လို့ဖက်ထုပ်အစာစားပြီးတော့လုပ်ပါမယ်။ပထမဆုံးမုံညင်းကိုကြော်ပါမယ်။မုံညင်းကြော်ဖို့အတွက်အိုးတဲ့ကိုစီထည့်ပြီးတော့စီပူလာပြီးဆိုရင်ထောင်းထားတဲ့ဂျင်းနဲ့ကြက်သုံးမျိုးထည့်ပြီးတော့စီတတ်ပါမယ်။ ဂျင်းနဲ့ကြက်သွေးပြူတဲ့အနယ်လေးမှုေးပြီးတော့ကျွတ်လာတဲ့အထိစီတက်ပြီးရင်တော့တီးထားတဲ့မုံကြီးရက်ကိုထည့်ကျော်ပါမယ်။ကျော်တဲ့အခါမှာမီးအားများများနဲ့ကျော်ပေးရပါမယ်။တော်တော်များများတော့မုံကြီးကိုမကျော်တော့ဘဲနဲ့ရေစစ်ပြီးတော့အစာနေတဲ့ထဲကိုဒီတိုင်းတန်းထည့်ကြပါရစေ။အဲ့လိုထည့်တာထက်အခုလိုမျိုးကျော်လိုက်ပြီးတော့ထည့်တာပိုပြီးတော့စားလို့ကောင်းအောင်တွေးရပါရစေ။ကြော်နေနဲ့မုံကြီးလေးတွေကနွမ်းသွားပြီဆိုရင်တော့ရပါပြီ။ အကန်တစ်လုံးတည်းကိုခတ်ပြီးတော့ဖေးထားပါမယ်ကိုအစာနေမဲ့ဇလုံးလေးကိုဝက်ကြိတ်သားနဲ့နဖေကိုထည့်လိုက်ပါမယ်။ကြော်ထားတဲ့မုံညွက်ကိုထည့်ပါမယ်။နှုတ်နှုတ်ဆင်းထားတဲ့ကျူဆိုင်ကိုထည့်ပါမယ်။အင်းချက်အရက်ကို ထမင်းစားစုံနဲ့တစုံထည့်ပါမယ်။ပင်းငယ်ပြားရဲ့အကြီးကိုထမင်းစားစုံနဲ့နှစ်စုံထည့်ပါမယ်။ နှမ်းစီမွေကိုထမင်းစားစုံးနဲ့တစုံထည့်ပါမယ်။တကြားကိုတော့လက်ဖက်စုံးနဲ့နှစ်စုံထည့်ပါမယ်။စားလက်ဖက်စုံးတစုံနဲ့ငရုတ်ကောင်လက်ဖက်စုံးတစုံထည့်ပါမယ်။ပြောင်းကော်ထမင်းစားစုံးနဲ့နှစ်စုံထည့်ပါမယ်။ပြောင်းကော်မရှိရင်ရိုးရိုးကော်မှုံအောင်အသုံးပြုနိုင်ပါတယ်။ပိုင်ပစ္စည်းတွေအကုန်ထည့်ပြီးသွားရင်တော့တေချာလေးတက်မအောင်နေပါမယ်။ ေချာတမအောင်နေပြီးသွားရင်တော့ဓာရီဝက်လောက်အရာသာနှက်ထားပါမယ်။အရာသာနှက်ထားတော့မှပဲဖတ်ထုတ်အိုးကက်ကြောနဲ့တွဲစားဖို့အတွက်အချင်းလောက်ထားပါမယ်။ပကံထဲကိုရှာလကာရီထမင်းစားစွန်းနှက်စွန်းနဲ့ပဲငယ်ပြရီအကြီးထမင်းစားစွန်းနှက်စွန်းထည့်ပါမယ်။ချင်းကိုကိုစိတ်ကြိုက်အနေထားခပါပါလေးလီထားပါမယ်။တဲ့နေမျိုးရေးစေးပြီးတော့ညှက်ထည့်ထားပါမယ်။တကြားတစုံထည့်ပါမယ်။ပိုင်းပစ္စည်းတွေအကုန်တမအောင်မှွေလိုက်ပြီးအရာသာမြည် ါမယ်။ရတာအဆင်ပြေပြီဆိုရင်တော့အချင်းလေးကိုနှမ်းလေးထည့်ပေးလိုက်ပါမယ်။ဒါဆိုရင်ဖတ်ထုတ်ဥက္ကကြောနဲ့တွဲစားဖို့အတွက် live ဖတ်တဲ့အချင်းကိုရပြီပဲဖြစ်ပါတယ်။အခုအသားနှက်ထားနိုင်ဝက်လောက်ရှိသွားပြီဆိုတော့ဖတ်ထုတ်မထုတ်ခင်မှာတီးတီးလေးကြော်ပြီးတော့ရတာအရင်ကြီးပါမယ်။ပိုးတဲ့ကိုစီထည့်ပြီးတော့နေထားတဲ့အသားတွေကနည်းနည်းလေးယူပြီးတော့ကြော်ပါမယ်။နှစ်ဖက်လုံးကြက်သွောင်းကြော်ပြီးသွားရင်တော့ရတာကိုမြည်ကြည့်လိုက်ပါမယ်။ရတာမိကြီးလို့ရတာအပေါငံလည်းအဆင်ပြေပြီထပ်ပြီးတော့ပြင်စရာမလိုတော့ဘူးဆိုရင်တော့ဖတ်ထုတ်စားထုတ်လို့ရပြီပဲဖြစ်ပါတယ် ဖက်ထုပ်ရွက်ကတော့လှုပ်ပြီးသား ready made ကိုပဲတုံးလိုက်ပါတယ်ခင်ဗျာဖက်ထုပ်ရွက်ကိုကင်တဲ့ခါမှာကတ်မနေအောင်လို့လက်ကိုဂျုံမှုနေငယ်ပွက်လိုက်ပါတယ်ပြီးရင်ဖက်ထုပ်ရွက်ကိုယူပြီးတော့ကတ်လိုကောင်းအောင်လို့ရေးနဲ့အနားလေးတွေကိုလိုက်ပြီးတော့ဆွတ်ပေးပါမယ်ပြီးရင်တော့အစာကိုဖက်ထုပ်ရွက်ရဲ့အလေမှာတင်ပြီးတော့အစွန်းအနားနှစ်ဖက်ကိုစဝိုင်းချက်မှုဖြစ်တော့အောင်အစာကိုငုံပြီးတော့ခောက်လိုက်ပါမယ်ပြီးရင်တော့ကြည်လို့လှအောင်လို့အနားလေးတွေကိုဟိုဘက်ဒီဘက်လိုက်ပြီးတော့တွန့်ပေးပါမယ် ပြီးရင်တော့ခောက်ပြီးသားဖတ်ထုတ်လေးထည့်မဲ့ဖန်ကိုမကန့်အောင်လို့ဂျုံနှင်းငယ်ဖြူလိုက်ပြီးဖတ်ထုတ်လေးကိုစီးပြီးတော့ထည့်ထားပါမယ်ဖတ်ထုတ်ထုတ်တဲ့အခါမှာဖတ်ထုတ်ပုံလှလှလေးရဖို့ဆိုရင်အထည့်ရအစာကိုလောဘကြီးပြီးတော့အများကြီးထည့်လို့မရပါဘူးဒါပေမဲ့အစာတွေလည်းအများကြီးထည့်ခြင်းနဲ့ဖတ်ထုတ်ပုံလေးလှလှလေးထွက်ခြင်းနဲ့ဆိုရင်တော့ခေါင်းနီးလေးရှိပါတယ်ဗီဒီယိုလေးအဆုံးမှာပြောပြပေးထားပါတယ်ခင်ဗျာ ုလိုမျိုးဖတ်ထုတ်လေးရပြီဆိုရင်တော့ကြော်ဖို့ပဲလိုပါတော့တယ်။မကြော်ခင်မှာကော်ရည်ကိုအရင်ဖြော်ထားပါမယ်။ပြောင်းကော်တစ်ဖက်ရည်စုံတစ်စုံကိုရည်ဆန်းချင်းကွက်တဝက်သာလောက်ထည့်ပြီးတော့ခက်ကြဲကြဲလေးဖြော်ထားပါမယ်။ပြောင်းကော်မရှိရင်ရိုးကော်မို့အသုံးပြုနိုင်ပါတယ်။အခုဖတ်ထုတ်အိုးကကြော်ဖို့အတွက်အိုးရဲကိုစီထည့်ပြီးတော့ဖတ်ထုတ်လေးတွေကိုအရင် စီပြီးတော့ထည့်ပါမယ်။ပြီးတော့မှမီးဖွင့်ပြီးတော့ကြော်မှာဖြစ်ပါတယ်။ကိုဖတ်ထုတ်လေးစီထည့်ပြီးသွားပြီဆိုတော့မီးဖွင့်ပြီးတော့ကြော်ပါမယ်။ ကြော်နေနဲ့စီပေါက်တံလေးစကြားပြီဆိုရင်တော့ဟတ်ထုတ်အောက်ခြေကိုအသာလေးလှန်ပြီးတော့ကြည်ပါမယ်။ဟတ်ထုတ်အောက်ခြေမှာကုလိုမျိုးကြက်ဆပြုတ်နေပြီဆိုရင်တော့ကော်ရီကိုလောင်းထည့်ပါမယ်။လောင်းမထည့်ခင်မှာကော်ရီကိုအနည်းငယ်ပြန်မှွေပါမယ်။ပြီးတော့မှလောင်းထည့်ပါမယ်။လောင်းပြီးတာနဲ့အဖုံးတန်းအုပ်ပြီးတော့မီးအေးနဲ့နောက်ထပ်5မိနစ်လောက်ဆက်ကြော်ပေးပါမယ်။9မိနစ်လောက်နေလို့အဖုံးဖွင့်လိုက်မယ်ဆိုရင်တော့အနယ်လေးမှွေးနေတဲ့ဖတ်ထုတ်အိုကက်ကြော်လေးကိုတွေ့ရပါမယ်ဖြစ်ပါတယ်။ဖတ်ထုတ်ကကြက်သွားပြီဖြစ်လို့ပြီးပိတ်လို့ရပါပြီ ဒီပဲယူသွားရင်တော့ O က legend အပူချိန်နဲ့ခဏလေးဆက်ပြီးတော့နှက်ထားပါမယ်။ဒီဖက်ထုပ် O ကကြော်မှာကော်ယီကိုထည့်ပြီးတော့ကြော်ထားတဲ့အတွက်အောင်နာလေးတွေကမြီးပူချိန်ကြောင့်တူးတာမျိုးမဖြစ်ဖ ೇನೆ ခုလိုမျိုးခက်ကျွတ်ကျွတ်အနေထားလေးကိုတွေ့ရမှာဖြစ်ပါတယ်။ဖက်ထုပ်ကြော်နဲ့တွဲစားဖို့အချင်းလေးရလဲအသားနှက်ထားတော့အစင်းသိကြိုလုထားတာမို့လို့အခုဆိုရင်ဖက်ထုပ်ကြော်ပူပူလေးနဲ့ရန်သိစားလို့ရပြီဖြစ်ပါတယ်။ဖက်ထုပ်ဆိုတာဂျုံရွက်ပေါ်မှာ ရှိုင်းနေတတ်တဲ့အသားငါဟင်းသီးဟင်းရွက်တွေကိုထွက်သွင်းထားပနာထားတဲ့တရုတ်ရိုးရာအစားအစာတစ်ခုဖြစ်ပြီးတော့တရုတ်နဲ့အရှေ့အာရှနိုင်ငံအများစုမှာစားလိရှိကြပါတယ်။တရုတ်နှစ်ကူးပွဲတော်ရဲ့အဓိကအစားအသောက်တစ်ခုလည်းဖြစ်ပြီးတော့မြောက်ပိုင်းပြည်နယ်တွေမှာတော့နေ့စဉ်အစားအစာဖြစ်စားသုံးကြပါတယ်။ရှေ့ဒန်နာကြီးတွေအဆိုအရဆိုရင်တရုတ်နှစ်ကူးမှာတင်စားလိုက်တဲ့ဖတ်ထုတ်အရေးအတွက်ဟာဒါမဲ့နှစ်မှာတင့်စီကိုဝင်လာမဲ့ငွေအရေးအတွက်ကိုဖော်ပြရလို့ဆိုပါတယ်။ဖတ်ထုတ်ဟာတရုတ်ဟင်းလျာတွေထဲမှာအနောက်တိုင်းကိုထိုးဖောက်နိုင်တဲ့အစားအစာတစ်မျိုးလည်းဖြစ်ပြီးတော့ တရုတ်ပြည်မှာသာမကပဲကမ္ဘာအနှံ့မှာလေးစားသုံးကြပါတယ်ဖတ်ထုတ်တမိုင်းကြောင်းအရာဆိုရင်တော့ဖတ်ထုတ်ကလွန်ခဲ့တဲ့နှစ်ပေါင်း1800ကျော်တည်းကစပြီးတော့ပေါ်ပေါက်ခဲ့လို့သိရပါတယ်တရုတ်လူမျိုးများကတော့အိမ်တအိမ်မှာဆွေမျိုးအပေါင်းအသင်းတွေဝိုင်းဖွဲ့မိတဲ့အခါမှာဖတ်ထုတ်လှုပ်ရှားလေးရှိပါတယ်တရုတ်ကဒေတာအချို့မှာလည်းယနေ့အထိနှစ်ကူးဆိုလို့ရှိရင်ဖတ်ထုတ်စားတဲ့ဓလျာလည်းရှိပါသေးတယ်။နှစ်တစ်နှစ်ရဲ့နောက်ဆုံးနေ့ရက်မှာဆိုရင်မိသားစုဝင်အားလုံးကအတူတူဖတ်ထုတ်ထုတ်စားကြပါတယ်။တုံးကြည့်ပွဲတော့ဒါမှမဟုတ်ရင်စောင်းလေပွဲတော်မှာဆိုလို့ရှိရင် တရုတ်ပြည်မြောက်ပိုင်းနဲ့ဒေသအချို့မှာဆိုရင်ဖက်ထုတ်တဲ့မုံလုံးကြီးပေါ်ဒေသစာအဖြစ်စားသုံးနေရှိကြပါတယ်။တကောင်ကြော်ပြီးတော့နှစ်တိကူးပြောင်းတဲ့အခါများမှာလည်းဖက်ထုတ်ကိုစားသုံးကြပါတယ်။နှစ်ကူးရဲ့ပထမလ15ရက်မြောက်နေ့မှာလည်းဖက်ထုတ်ကိုစားကြပါသေးတယ်။ဒါဆိုရင်ဖက်ထုတ်အိုကက်ကြော်နီးလေးရောဖက်ထုတ်နဲ့ပတ်သက်တဲ့ဗဟုသုတအချို့ကိုပါသိရှိသွားပြီဖြစ်လို့ဒီနေ့ပြောပြတာလေးကိုသဘောကျမယ်လို့ယူဆပါတယ်ခင်ဗျာ။အခုဖက်ထုတ်အလွယ်ခေါင်းနီးလေးကိုပြောပြပေးမယ်နော်။ဖက်ထုတ်အနားလေးတွေကိုရေးဆွလိုက်ပါမယ်။ ြီးရင်တော့အစာကိုဖတ်ထုတ်ရွက်ရဲ့အလေမှာထည့်လိုက်ပါမယ်။အခုခေါင်းနီးရဲ့အားသာချက်ကအစာအများကြီးထည့်လို့ရပါတယ်။ဒီလိုအစာကိုစိတ်ကြိုက်ထည့်ပြီးတော့ရင်တော့ဖတ်ထုတ်ရွက်ကိုခောက်ပြီးတော့အနားနှစ်ဖက်ကိုပူလိုက်ပါမယ်။ပြီးရင်တော့အနားတွေကိုကွာမသွားအောင်လို့တေချာလေးလက်နဲ့လိုက်ဖိပေးပါမယ်။လက်နဲ့တေချာဖိပြီးသွားပြီဆိုရင်တော့ဖတ်ထုတ်အနားလေးတွေကိုဖတ်ထုတ်အရာပုံစံလေးလေးပေါ်သွားအောင်နောက်တစ်ခုကကတ်ထားတာပို့ပြီးတော့မြည်တော့အောင်ခရင်းလေးနဲ့လိုက်ပြီးတော့ဖိပေးပါမယ်။အခုဆိုရင်တော့လောက်ရလေးလွယ်တယ် အစားလည်းအများကြီးဆန့်ပြီးတော့လှပတည်တတ်တဲ့ဖတ်ထုတ်လေးကိုရယူပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။အခုလိုမျိုးရတာရှိတဲ့ဟင်းချက်ဒီမုန်းလုံးဒီတွေကိုအပတ်စဉ်တနင်္လာပုတ်တခုနဲ့စနေနေ့ညနေ9:00နာရီတိုင်းမှာတင်ဆက်ပေးတော့မှာလို့ channel လေးကို subscribe လုပ်ပြီးတော့ခေါင်းလောက်လေးကိုနှိပ်ထားပေးပါအောင်နော်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။ Bye bye ။